ားလုံးပဲမင်္ဂလာပါရှင်။ကျမဒီကနေ့ဆက်လက်ဖတ်ပြပေးမယ့်စာအုပ်ကလေးကတော့နတ်ငယ်အပိုင်း9ပဲဖြစ်ပါလေရှင်။နတ်ငယ်ပိုင်9။ဒီတော့ကျွန်တော်နဲ့အီးရန်နှစ်ယောက်ဒုက္ခရောက်နေတဲ့လူတွေ့ရင်ကျွန်တော်တို့မှရှိသမျှပါဝါကလေးတွေနဲ့ကူညီမဲဆိုပြီးထွက်လာကြတာကံကလည်းကောင်းသလားမမင်းနဲ့ ကျွန်တော်တို့တွေ့ရသမျှနန်းပေါ်ကလူတွေဟာသူ့ဘာသာသူအစင်ကိုပြေးလို့ကိုကြီးစရာမရှိတလောက်ပါပဲကျွန်တော်လဲကားမှတ်တိုင်းနာကိုရောက်လာခဲ့တယ်။ဤရန်ကတော့ဈေးထိန်မှာဒုက္ခရောက်တဲ့သူရှိတတ်တယ်ဆိုပြီးနေခဲ့တယ်။ကျွန်တော်ကားမှတ်တိုင်းကိုရှောက်ကြည့်တော့ငိုနေတဲ့ကလေးတယောက်ကိုတွေ့ရတယ်။ဟုတ်ပြီအစင်မပြေမှုဆိုတာတိတ်မရှာရပါဘူးဒီခေတ်မှာတိတ်ပေါ်မှပေါ်မဟုတ်လား။ကျွန်တော်ကလေးအနားရောက်သွားတော့ကလေးအမေကသူ့သားငိုနေတာကို ချော့လည်းမရဂယုလည်းမဆိုင်နိုင်မဲအနာကမိမနဲ့စကားကိုကိုဟန်ရောလက်ဟန်ရောမျက်နှာအိုက်တင်ရော အားပါတရပြောနေတယ်အိမ်ရောက်လိုက်လို့အမွေရထားပါတယ်လို့သူ့ညီမကိုယ်တိုင်ကပြော့သွားတာကို မရှိဘူးဆိုပြီးပြောင်းလိန်တာကဲအဲ့ဒီတော့ပြောခဲ့တယ်လေအေးညီတို့တန်တရာကျွေးကို အထုံယူသွားလို့ကလေးကအောငိုလို့ကောင်းတော့မှာပဲကလေးအမေးလို့ထင်ရတဲ့မိမကလည်းစကားပြောလို့ကောင်းတော့ ကလေးပြောပြီးငိုးနေတာကကမ်းမှတ်တိုင်းမှာရောက်နေတဲ့ရေခဲမုံစားခြင်းလို့ငိုးနေတာပါဒီတော့ကလေးလဲရေခဲမုံစားရအငိုတိတ်ပိုမင်းမှလဲကိုရီးယားကားထက်ရှည်တဲ့သူပတ်စံချီဇလန်းတွဲကိုအေးအေးဆေးဆေးပြောလို့ယူစားပြီးရှိသမျှပါဝါကလေးနဲ့လူယောင်ဆောင်ပြီးရေခဲမုံဝယ်လိုက်တယ်ဟဲ့နတ်ငယ်နင်ဘာလုပ်နေတာလဲ ကျွန်တော်ရုပ်ဖြစ်ထားပြီမဲ့ကျွန်တော်တို့အချင်းချင်းကတော့ကောင်းကောင်းမြင်နိုင်ပါတယ်။ပူမာတွေ့လားငိုနေတဲ့ခလေးငါသူ့ကိုကူညီမလို့ဟာနင်ကသူ့ကိုဘလို့ကူညီမှာလဲအခုလူရောင်ဆောင်ထားပြီးပြီလေဒီကလေးကရေခဲမုံမစားလို့ငိုနေတာငါကဝဲကြွေးလိုက်မှာပေါ့ငါလည်းပါမယ်ဟာ노ပဲအမိကိုကူသူနဲ့ကိုဖြစ်တာနင်နဲ့လိုက်ရှာပေါ့ဟာအေးရန်ကိုအထက်စီးကပြောရင် ရေခဲမုံနှစ်ခုဝဲပြီးကလေးနာကိုကတ်ခဲ့တယ်။ပြီးတော့ကလေးကိုရေခဲမုံတစ်ခွက်လှန့်ထိုးပြီးတော့ပထမမယူရဲဘူး။ဒီတော့ကျွန်တော်ကအပြုံးနဲ့ချော်ရင်"ယူပါကွာ။ဦးကတအားစားချင်မှန်းသိလို့ဝဲကြွေးတာပါ။ယူလေကွာ။"ကလေးကသူ့အမေရဲ့မျက်နှာကိုမော့ပြီးကြည့်ပါတယ်။ကလေးရဲ့အပြုံမူကမမေယူလိုက်ရမလားဆိုတဲ့အတိတ်ပဲပါ။ဒါပေမဲ့တအားထဲစကားပဲပါနေတဲ့သူ့အမေကကလေးကိုရှိတယ်လို့တောင်းမှမထင်ပါဘူး။ ကလေးအငိုးတိတ်သွားတာကိုလည်းသတိမထားမိပါဘူးနောက်ဆုံးတော့ကလေးကသူ့အမေကင်ထားတဲ့လက်ကိုပါဖြုတ်ပြီးရေခဲမုံနှစ်ခုကိုယူပြီးအားရပါးရစားပါတယ်ဒီတော့ကျွန်တော်လည်းကိုယ်ရောင်ဖြောက်လိုက်ပြီပေါ့ခဏပဲကြာမယ်ထင်တယ်ကလေးအမေကကလေးကိုငုံကြည့်ပြီးအမလေးရေခဲမုံတွေရေခဲမုံတွေဟင်နင်ဒါဘဲကရတာလေကလေးကရေခဲမုံနှစ်ခွက်ကိုကင်ရင်သူ့အမေကိုတန်တော်ကြည့်နေပါတယ် နင့်ကိုဘသူဝယ်ကြည့်တာလဲပြောစမ်းဦးဦးတယောက်ကအမလေးအဲ့ဒီချောင်းကတေးအောင်စိုးနေလို့အခုပဲစေကန်းကပြန်လာတာကိုဘယ်ကလာနာကြကဝင်းပြီးတော့ဝဲကြွေးသွားတာလဲအေးနောက်တစ်ခါရေခဲမုံဝဲကြွေးရင်စေးဖို့ပါထဲ့ပေးဟေးကလာနာရဲ့ပေးစမ်းနေတဲ့ထက်ကတခုတခုပဲစားအေးရန်ဟာခံလိုက်ရတဲ့ကျွန်တော်ကိုစကလုံးလှလှတွေနဲ့ရည်ရင်ဘေးကကတ်လိုက်လာပါတယ် နောင်ကြရင်တော့ကိုညီတာကိုတောင်းမှဆင်ခြင်ပြီးလုံမှာလို့ကျွန်တော်သဘောပေါက်လိုက်ပါတယ်ကျွန်တော်ရောအေးရန်ပါလမ်းမကြီးစီကနေလမ်းတွေကလေးတစ်ခုလေးကိုဖဲ့ဆင်းလိုက်တယ်ကျွန်တော်တို့လမ်းတွေလေးတဲ့ရောက်ရောက်ချင်းပဲဖြက်လန်းကနေလူကြီးတယောက်တစ်တိုင်ကြီးတလုံးကိုမနိုင်မနှင်းထမ်းလာတာတွေ့သူကကျွန်တော်တို့ဘယ်မြင်မလဲဟိုဘက်ဒီဘက်လမ်းရွေးရင်းနဲ့ကျွန်တော်တို့ရှောက်တဲ့လမ်းကိုပဲရှောက်တယ်အသက်90ကျော်လူကြီးတယောက်ဟာ လူငယ်နှစ်ယောက်ထမ်းမှရနိုင်မဲ့တစ်တာကြီးကိုထမ်းလာတာကိုတော့ကိုညီသားတော့ဘာပြဿနာမှမရှိတော့ဘူးလို့ယူဆပြီးကျွန်တော်အေးရန်ကိုကြည့်လိုက်တယ်။ပော့စီလို့ငါတို့ဗျိုင်းသူဆန္ဒပြုကြမယ်။အေးကောင်းတယ်။ကဲစမယ်။ပော့စီကျွန်တော်တို့ဆန္ဒပြုပြီးရင်မယ်အဖိုးကြီးဟာတအံ့တော်နဲ့သူ့ထမ်းလာတဲ့တစ်တာကိုမော့ကြည့်။ဟုတ်တယ်လေ။သူအံ့ဩသွားပြီပေါ့။တစ်တာရဲ့အလေးချိန်ကတစ်ရွယ်လောက်ပဲရှိတော့တာကို။ အခုံးဘော်ကအလေးချိန်မရှိတော့တာကိုဂယုမထားနိုင်တဲ့အဖိုးကခတ်တုတ်တုတ်သွားတာမပြေယုံတမဲပဲကျွန်တော်နဲ့အေးရန်ကူညီမှုကြောင့်ရတဲ့ပီတိနဲ့တယောက်ကိုတယောက်ကြည့်နေတော့မှာပဲကျမတို့တစ်တာကိုထမ်းပြီးခို့ပြေးသွားလို့ပါတခိုးပါရှင်တခိုးပါ ကူညီကြပါအောင်တခိုးတခိုးအဲ့ဒီအော်ဒန်ဆူဆူဝါးဝါးကိုကြားရတော့မှကျွန်တော်တို့လည်းတစ်တာထမ်းသွားတဲ့တခုနောက်ကိုတစ်ချက်ခုန်နဲ့လိုက်ပြီးတွေ့တာနဲ့ ငကိုအလေးချိန်ထက်ငားစာပိုလေးစေလို့ဆုတောင်းတော့မှတိတ္တာထန်းတဲ့အဖိုးကြီးရုတ်တရက်လေးသွားတဲ့သူ့ပကုန်းကောပါကတိတ္တာကြောင့်ရှေ့ကိုဟတ်ထိုးလဲသွားပါတယ်တိတ္တာကိုပြန်မတော့မမနိုင်တော့ဘူးနောက်ကမိမနှစ်ယောက်ကလည်းအော်ပြီးပြေးလာတော့တိတ္တာကိုချထားပြီးထွက်ပြေးပါတော့တယ်တိတ္တာနာကိုမိမနှစ်ယောက်ရောက်လာတော့အဖိုးကြီးကြော့ကို ပြပြပဲမြင်ရပါတော့တယ်သူတို့လည်းအော်ရင်းပြေးရတာဆိုတော့ မော့ပြီးတစ်တာကိုကင်ပြီးအမောဖြေရတာပေါ့တို့နွေအစကလေးကပြောတယ်သူတို့စီက အထမ်းသမားပါခေါ်မလားမေးတော့ငါရတယ်ဆို ခုတော့ကန်ကောင်းလို့ပေါ့ငါကသမားတော့ရှိနေအောင်မထင်တာပေါ့ဟာသူပါဝင်မပြီးမထင်တာဖြစ်မှဖြစ်ရနေတော့ရဲ့တို့ကားတာကကားနေကုလီမမဟုတ်တာအေးပါအေးပါဒီတခါကြုံမှားတော့မူပါတယ်ဒီတစ်တာကြီးကိုအိမ်အိမ်ရောက်ဘလို့တယ်ရမလဲ အိမ်ရှိလမ်းမပေါ်မှာချထားရတဲ့ပစ္စည်းတွေကလည်းအများကြီးပဲသူတို့စကားကြောင်သူတို့နှစ်ယောက်ဟာဒီနေ့မှအိမ်ပြောင်းလာတဲ့လူနှစ်ယောက်ဆိုတာသိကြသွားပြီဒီတော့ကျွန်တော်နဲ့အေးရန်တိုင်ပင်လိုက်တယ်အေးရန်နင်းကဟိုမှာချထားတဲ့ပစ္စည်းတွေကိုသွားဆောင်ရှောက်ငါကဒီတစ်တာကိုသူတို့မလို့ရအောင်ကူညီမယ်နင်းကနက်နာဘူးပဲနင်းပြောချင်တာပြောဟာသွားကူညီစရာရှိတာကိုသာကူညီအေးရန်နဲ့မျက်စောင်းတို့ရင် လှစ်ခနဲပြောက်သွားသည်ငါတို့နှစ်ယောက်ဒီတစ်တာကြီးကိုဘယ်လိုလုပ်မလဲကိုကတူလိုတန်တန်ပစ္စည်းတွေတယောက်ကမသွားရင်ရောဒုက္ခပါပဲဟဲ့ဒီအိမ်ကစပြောင်းကြတဲ့ကပြဿနာပါလားကိုညိုလေးစီကသာဖုံးဆက်တော့တော့အေးငါဟန်ဖုံးကလည်းလက်ကင်အိမ်ထဲမှာကြံခဲ့ပြီကဲဒါဆိုရင်ရတဲ့လောက်မကြည့်ကြတာပေါ့သူ့လိုအဖိုးကြီးတောင်မနိုင်သေးတာပဲ ိုမှကြံခဲ့တဲ့ပစ္စည်းတွေကဝင်းထဲမှာဆိုတော့နည်းနည်းတော့စိတ်ချရပါတယ်ကျွန်တော်ကအသက်ခန့်ငငယ်ကောင်မလေးကိုသဘောကျနေပြီဗျာဒါကြောင့်မို့လဲကျွန်တော်ကိုအေးရန်ကနတ်ဟိုဟာလို့ပြောသွားတာပေါ့ကျွန်တော်သဘောကျတဲ့ကောင်မလေးကကဘာကျော်စာပီးယားနိုင်ငံသူတင်းနစ်အလာမဲ NNI Banu Beach နဲ့တော်တော်လေးစင်နေဗျသူတို့နှစ်ယောက်မှလို့အရန်ပေါ့နေရင်မတင်ငါဖြစ်သွားမှာဆိုလို့ ၄တောင်တန်ပုံးနဲ့ရေတပုံးစာလောက်တော့လေးပေးထားလိုက်တယ်။နှစ်ယောက်ဒီလောက်ဆိုရပါတယ်။ဒေါ်အဲ့ဒီထဲမှာနှွေးတို့ထည့်ထားတဲ့ပစ္စည်းတွေကမနှဲဘူးနော်။အခုအလေးချိန်ကတော်တော်လေးကိုပေါ့နေတယ်။ဟိုအဖိုးကြီးထုတ်ပြီးဖွက်သွားတာတွေများဘာတွေများရှိနေအောင်မလားမသိဘူးနော်။ဒေါ်လို့ခေါ်ခံရတဲ့မိမကြီးကတစ်တာမှာခတ်ထားတဲ့တော့ကလောက်ကို လက်တစ်ဖက်နဲ့လှုပ်ကြည့်တယ်။ဒီမှာတော့ကတ်ထားတာပဲဟာ။ तू ဘလို့လို့ဖွင့်မလဲ။ ဟုတ်တယ်။နွေးပစ္စည်းတွေတွင်နေတာမှမဟုတ်တာ။သူတို့နှစ်ယောက်ပြောနေတဲ့စကားအကြောင်းကျွန်တော်အစ်တာကိုမသိမသားလေးထပ်လေးပေးလိုက်ပါတယ်။လေးပါတယ်ဒေါ်ယာခုနကနွေးတို့စိတ်လှုပ်ရှားလေးလို့နေမှာပါ။အေးဟုတ်တယ်ဟာခုတော့နေသားပဲ။သူတို့အိမ်ရှိကိုရောက်တော့သူတို့ထားခဲ့တဲ့ပစ္စည်းတွေချီရလက်ရမပြတ်ပဲတွေ့ကြရတော့ဝမ်းသာနေကြတယ်။ဒီပစ္စည်းတွေအိမ်နဲ့ထည့်ရဖို့ကိုတော့လူရှာမှကိုဖြစ်တော့မယ်။ ူတို့နှစ်ယောက်ပစ္စည်းပုံပေါ်မှာခြေပြက်လက်ပြထမ်းရင်းကျွန်တော်အိုင်ဗန်ကရေတံဘူးနေတဲ့ကရေကိုတောက်တယ်ခဏကြာတော့ခက်လန့်လန့်မှလူတစ်ယောက်ဖြတ်သွားတာကို တွေ့တော့ကျွန်တော်အိုင်ဗန်ကအပြေးအလေးလိုက်ခေါ်ရင်းရရကဥက္ကဋ္ဌအင်ကိုမေးတယ်ပြီးတော့ဒေါ်ဆိုတဲ့သူ့အတော်နဲ့တိုင်မင်းပြီးသူ့အတော်ကဥက္ကဋ္ဌအင်ကိုလိုက်ပြမဲ့လူနဲ့လိုက်သွားတယ်ကျွန်တော်အိုင်ဗန်ကတော့တစ်တာကြီးပေါ်မှာရေတံပလင်းကိုတောက်ရင်းနေခဲ့တယ်ပြီးတော့ ကျွန်တော်အိုင်မန်ကသူ့ဝှက်ထားတဲ့အပေါ်ကလက်ရှိအင်ကြီးကိုချို့ပြီးခါမှစီးလိုက်တယ်။အောက်မှာရှိတဲ့အင်ကြီးကနိုင်တော်သားစွတ်ကျယ်အင်ကြီးပါ။ရင်ဘက်ကအဟိုက်ကြီးတော့မဟုတ်ပါဘူး။ကြည့်လို့ကောင်းယုံနေပါပဲ။ဒါပေမဲ့အီယန်ကမရဘူး။ကဲကိုတော့ကိုညီတာဒီမာတင်ပြီးဆုံးပြီလို့ထင်ပါတယ်။အေးပါဟာသူတို့ခြံဆောင်ကိုအာယုံပြုခေါ်ပါဦး။အောင်မှာအဲ့ဒါနင့်ကိစ္စလားနဲ့ငယ်။ဘိုးဘိုးတို့ကိစ္စ နင်းနဲ့ဘာမှမဆိုင်ဘူးညနေကြီးနေအောင်ဟာအိမ်ပစ္စည်းတွေမွှစာကျဲနေတဲ့အလေကတစ်တာကြီးပေါ်မှာအေးအေးလူလူထိုင်းနေတဲ့အိမ်ပန်ရဲ့လက်မောင်းလေတိုင်းနဲ့ရင်အဆက်မှကြနေတဲ့အသားလှတဲ့ကျွန်တော်အိမ်ပန်ဟာကြည့်လို့မဝအောင်ပါပဲဥက္ကဋ္ဌတို့လာတော့သွားတာပေါ့ဟာသူ့ဘာသူအားလုံးအစဉ်ပြေသွားပြီပဲ ကာယကံရှင်ကတောင်စိတ်အေးနဲ့အေးဖြစ်နေပြီဥစ္စာနင်းကဘာကိစ္စကိုစိုးရိမ်နေရတာလဲတော်ပြီဣဇငါနင်းနဲ့နောက်ဘယ်တော့မှလိုက်မကူညီတော့ဘူးအီယန်ကကျွန်တော်ကိုဣဇလို့ခေါ်ပြီးဆိုရင်ဒါတော်တော်စိတ်ဆိုးနေတာပဲလို့တွေးရင်ကျွန်တော်အိမ်ပန်ကိုအဝကြည့်ပြီးတော့ထွက်ခဲ့ကြပါတယ်ပညာမင်ကိုရောက်လို့ကျွန်တော်ကစကားပြောတာကိုတောင်းအီယန်ကစကားပြန်မပြောဘူးမိန်းကလေးတွေဟာဥတို့မျိုးတွေပါဗျာ အတူတကယ်ဘဝရောက်တာတောင်းမှဥတိုတာမပြောက်ဘူးဆိုရင်သူတို့ဟာဘယ်ဘဝရောက်ရောက်ဥတိုးနေမှာပဲနေငါ့ကိုစိတ်ဆူးနေတော့ပဲလားအေးရန်ငါကနေမပြောခင်ကတည်းက ပြန်မလို့ပါသူအိမ်ညီကိုချွတ်ပြစ်လိုက်ကတည်းကလေအဲအဲ့ဒါကိုနင်းကဆရာကြီးလုပ်ပြီးလာပြောနေတော့ငါအမြင်ကပ်ပြီးနေကိုစကျင်တာနဲ့မပြန်ဘူးလို့တာပါဟာစိတ်မဆိုးပါနဲ့အေးရန်ရဲ့မျက်နှာပေါ်ကတင်းထားတဲ့စိတ်ရော့သွားတာကိုကျွန်တော်တွေ့ရတယ် အီယန်ကတိတ်ဟန်ဆောင်ကောင်းတဲ့နတ်မဟုတ်ပါဘူးဒီပုံမှာအဆင့်တူဆိုလို့အနေနဲ့ငါနှစ်ယောက်ပဲရှိတာအဲ့ဒါကိုနင်းကစိတ်ကောင်းနေတော့ငါကဘယ်လိုနေရမလဲတော်စမ်းပါဟိုကအိမ်ညှို့လိုက်တော့ဖြစ်သွားတဲ့နေ့မျက်နှာကတကယ်မဟုတ်ပါဘူးအေးရန်ရဲ့ထင်မထားတော့ငါရုပ်တရအံ့ဩသွားတာပါနင်တို့ယောက်ျားတွေကနတ်ဖြစ်နေတာတောင်ငါမပြောလိုက်ချင်ဘူးကျွန်တော်ကိုအေးရန်ကသူ့ထိုးနေကြတဲ့ နတ်မြင့်ဆောင်နဲ့ထိုးရင်ဒီကိစ္စကိုလက်ဆသိရင်ကျေနပ်လိုက်ပုံရပါတယ်။ဒီနေ့ငါတို့ကူညီတာဘာတစ်ခုမှအဆင်မပြေဘူး။အေးရန်ကစိတ်ညစ်သလိုမျိုးပြောတယ်။ညနာကတော့ခုနကကိစ္စနဲ့မှုသိရွှင်ရွှင်ညိတော့မဟုတ်ဘူးပေါ့။ကျွန်တော်အေးရန်ကိုစကြင်နေသေးတယ်ပေမဲ့ခုနကကိစ္စလေးရှိနေလို့မစတော့ဘဲနဲ့သူ့ကိုထောက်ခံပြီးခေါင်းငိမ့်လိုက်မိတယ်။နောက်နေပြီကြံပါသေးတယ်ဟာနေရလဲ။နောက်နေပြီကြတော့အားကျင်မှအားတော့မှဟာ။ အောင်မမအားရအောင်နင်ကဘာလုပ်စရာရှိလို့လဲကျွန်တော်စကားကြောင့်အေးရန်ကမျက်စောင်းထိုးပြန်ရောရွာတော်ရှင်ဘိုးဘိုးကိစ္စရှိသေးတယ်မဟုတ်လားအေးဒါပေမဲ့နောတာမီဆိုတဲ့ငါနဲ့ဘဝ9တောင်အိမ်တော်ကြခဲ့တဲ့နတ်မယ်ကလေးကပဲဘိုးဘိုးအတွက်လူရှာလို့တွေ့ပါစီအောင်စကားပြောရင်အနှောင့်အသွားလွတ်အောင်ပြောစမ်းအစ်စာနင်ကနတ်ငယ်နာမည်နဲ့မတန်ဘူးနင်ကနတ်နာဘူးပဲနင့်ကြောင့်နတ်တွေသိခါကြတယ် ဒါငါကစပြောတာမှမဟုတ်တာ။ तू ကပြောပြတာပဲဟာ။ तू ကသဘောရိုးနဲ့ပြောတာ။နင်းကပါဇက်အရသာခံပြီးပြောတာ။ကဲပါဟာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးငါနင့်ကိုအရှုံးပေးပါတယ်။ငါတို့မှအချင်းရှိနေသေးတာပဲ။နင်းကူညီချင်းရှာပေါ့။ဒီတခါတော့တေချာပြည့်စင်နော်။အေးဒါဆိုနင်းကငါပြောတာပဲလိုက်လို့နတ်ငယ်နော်။အေးပါဟာ။ကျွန်တော်နဲ့အီယန်ပညောင်ပင်ကြီးပေါ်က ကုသိုလ်တစ်ခုလုပ်ဖို့အတွက်စိတ်အားထက်သန်စွာနှင့်စောင့်ရင်းကောင်းမှုကုသိုလ်တစ်ခု ဖြစ်တဲ့အလွယ်ဆုံးလည်းဖြစ်တဲ့ဒါနကုသိုလ်ကိုမပြုခဲ့ကြဘဲမိလျော့ပို့ဆာတာကိုနှမျောနေမိတယ်။ဒီတခါလူပြန်ဖြစ်လို့ကတော့ဒါနကုသိုလ်ပြီးရင်သီလကုသိုလ်ဘာဝနာကုသိုလ်တွေကိုကြိုးစားပြီးလုပ်ပါမယ်လို့စိတ်ထဲမှာဆုံးဖြတ်ထားလိုက်ပါတယ်။မုံကြစည်းတာကူပူပူလေးဟဲ့နတ်ငယ် အေးကြားတယ်ခဏကြာတော့အော်တာနှင့်အတူအသက်60နဲ့60အကြာတော်တော်ပိန်ပြီးဟောင်းနှွမ်းတဲ့အဝတ်အစားတွေနဲ့မိမကြီးတူညောင်မင်းအောက်ကနေဖြတ်လျှောက်လာပါတယ်ကျွန်တော်တို့ပညောင်မင်းအောက်ရောက်တော့ခဏအမောဖြေဖို့ထင်ပါရဲ့သူကောင်းမော်ကတစ်သားနဲ့ရိုက်ထားတဲ့ဘန်းကြီးကိုချတယ်ဘန်းကြီးထဲမှာအဝကျင်းပြီးဗိုက်ပူတဲ့ဒန်းစလုံးကြီးတစ်ခုနဲ့ထမင်းချက်တဲ့ရိုးရိုးဒန်းစလုံးတစ်ခု အုံဒီနှစ်ချမ်းအုံးကျစ်အုံးနို့ ပလင်းနဲ့ဇွန်းတွေ ပကံလုံးတွေကိုတက်ထားပြီးပကံစေးရီပလတ်စတစ်ခွက်တစ်ခွက်ပါပါတယ်မိမကြီးကခေါင်းဘူးကိုအသာချပြီးပကံဘန်းကြီးတဲကစေးပေါ်လေးတစ်လိမ့်နဲ့မိချစ်ကိုထုတ်ပြီးအမောပြေစေးလိတ်တောက်ပါတယ်နတ်ငယ်နင်းအသားနေငါသူ့ကိုစောင်းနှက်စီသွားလိုက်အောင်မယ်ဟာငါလက်လိမ်မပေါ်ဟာတိထားမှာကောင်းမှာပေါ့အေး လိုက်လိုက်နဲ့နင်ဘာမှဝင်မရှုံနဲ့နော်အေးပါဟာအေးရန်မိမကြီးကိုစောင်းနတ်ကိုအာယုံပြုတ်လိုက်တော့ကိုစောင်းနတ်ကညှူးငယ်တဲ့အသွင်နဲ့ပေါ်လာပါတယ်ကိုစောင်းနတ်ရဲ့ညှူးငယ်လှကြည့်လားဘယ်လိုပဲပုံဖြစ်ရတာလဲမပြောရင်တော့ပါဘူးနတ်ငယ်ရဲ့ကျမမဒါနကုသိုလ်သီလကုသိုလ်ဘာမှမရပါဘူးဘယ်နဲ့ဖြစ်လို့လဲ ကျမကိုစောင့်ရတဲ့အိမ်ပိုင်ရှင်အခုမိန်းမကြီးဒေါ်မြင့်မြင့်ကဈေးရောက်ပြီးပြန်လာတာနဲ့ရှီရာလေးနဲ့စားပြီးပူကောင်ဝိုင်းကိုသွားတော့တာပဲကစားတာကနိုင်နေရလည်းမရှိပါဘူးဒါနသီလပညာအားနဲ့တော့ရှုံးတာပါပဲနတ်ဆုဘကအားတော်တော်ကောင်းနေတာပေါ့ဟုတ်တယ်ကျမလည်းဘာလို့အမှန်ကိုမသိတော့ဘူးသူ့ဟောက်ကြရောအိုးဆိုးတယ်ဒီခွဲဆက်ကပြန်လာတာနဲ့မူနေပြီ အိမ်မှာထင်းနိုင်ကြေးတော့တာပဲဆဲဆူလိုက်တာဆိုတာလဲမိုးကိုမှုံလို့သူ့သားတွေကတယောက်ကချဲယောင်းတယောက်ကအရက်သမားတခါတလေနင်မလစ်ခွန့်နိုင်တဲ့လေးကောင်ဂျင်ဝိုင်းလှုပ်သေးတယ်ဖះရရှိကိုတာအမျှပေးတာအမလေးဖက်ရိုက်တုံသာဖះဖះငါဘေးဖဲဆန်းကလေးတော့ဝင်းမနဲ့တတာအိမ်ရောက်တော့ဖះစင်ဘယ်နဲ့ရှိမှန်းတောင်းတိတော်တာမဟုတ်ဘူး ိမ်မာဒိပြလှတာဆိုလို့အငဲကောင်လေးရဲ့ဇနီးလေးကတစ္ဆကံတစ်တူတစ္ဆာလေးတွေ တောင်းသေးပြီးထင်းစည်းကလေးတွေလှုပ်ရောင်းပြီးတော့စားဖို့နဲ့ဖျားစင်အတွက်ပန်းစီမီနဲ့အမွှေးတိုင်းကလေးပါလေးလဲပေါ်ရပါတယ်ကျွန်တော်ကတော့ဂရိအတိုင်းဘာမှဝင်မေးခွင့်မရှိဘူးဆိုတော့တိတ်တိတ်ပဲနေရတာပေါ့အေးရန်ကတစ်ချက်စဉ်းစားရင်ရှင့်ကိုချပီးထားတဲ့နတ်မင်းကိုမမေးဘူးလား ကျမကိုနောင်ဘဝကကုသိုလ်နေခဲ့လို့ဒီလိုလူမျိုးမှကိုစောင့်နှက်ကြတာတဲ့ဒါပေမဲ့အခုအညီရနိုင်မယ်လို့တော့ပြောပါတယ်ဒီလိုမိသားစုမျိုးပြန်ကောင်းလာဖို့ကလည်းမလွယ်ပါဘူးကျမမှနတ်မိတ်ဆွေအချင်းချင်းတွေ့ရင် တောင်မှခေါ်မဲ့သူမရှိဘူးစိတ်ဓာတ်သိပ်မကြပါနဲ့ကျမတို့ကိုညီပါမယ်ကျမတို့နှစ်ယောက်ကဒီပညာပင်ဆောင်အတူတကယ်တွေပါဟင် ီညောင်မင်းဆောင်ဆိုဘယ်ကအတူရကယ်ရမှာလဲအတူရကယ်ဆိုတာအပယ်၄ပါးထဲမှာပါတဲ့ဟာဘသူကပြောလဲဒီညောင်မင်းကပညောင်ပင်ဒီညောင်မင်းကိုရုပ်ကစိုးကဆောက်ရှောက်တယ်မင်းတို့ကဒီညောင်မင်းရဲ့ဆောက်ရှောက်သူတွေနတ်ငယ်တွေပဲအတူရကယ်ဆိုတာမဟုတ်ပါဘူးအီယန်ကကျွန်တော်ကိုဒေါသနဲ့လှည့်ကြည့်ပါတယ်ပိတ်တာလို့သူ့ကိုကျွန်တော်ကပြောထားတာကိုငါ့ကိုလည်းကိုရှိသားကြီးကပြောတာဟာကဲဟုတ်ပြီ ဒီနေ့ကစားပြီးတစတစအကုသို့နေပြီးကုသို့တရားအားကောင်းလာအောင် ကျမတို့ကုညီပါမယ်။ကဲဒီနေ့ကစမယ်။ကျမရှင်နဲ့အတူသူ့နှလုံးကိုခဏဝင်စည်းမယ်။နတ်ငယ်နင်ကငါတို့နောက်ကိုလိုက်ခဲ့ရမယ်။အခုလောလောဆယ်တော့ဟောဒီမိမကြီးထဖို့ပြင်းတဲ့အခါညောင်ရဲ့စိမ့်စိမ့်ကြီးတည့်ရက်သာခြွေချလိုက်ပြီးတော့သွား။ Okay ကျွန်တော်ညောင်မေမော်တက်ပြီး မုံကြစည်းတဲ့ကြီးရဲ့ဘန်းရှိတဲ့ ညောင်ပင်ခိုင်းပေါ်မှာ ထိုင်းနေရတယ်။မိမကြီးကစေးပေါ်လေးကိုနှစ်ချက်ဆက်ဖွာရင်းရိုးရိုးသေးသေးမိတန်ပြီးတော့ဘန်းတောင်ကိုကတ်တယ်။ပြီးတော့ gas မီးချစ်ကိုပုံသီးချင်းနဲ့ဖိတယ်။သူ့ခေါင်းကူကိုယူပြီးဘန်းကိုမှမယ်အလို့မှာသူ့ဘန်းပေါ်ကိုလက်လက်ဆက်ဆက်ညောင်မရွက်ကြီးတရွက်ကျွန်တော်ချွေးချလိုက်ပါတယ်။မိမကြီးဟာကျွန်တော်ချွေးချလိုက်တဲ့ညောင်ရွက်ကြီးကိုကိုင်းပြီးပညောင်ကြီးကိုမော့ကြည့်ပြန်တယ်။ ပြီးတော့ညောင်ရက်ကိုကြည့်တယ်။ပညောင်မင်းကြီးကိုပြန်ကြည့်ပြန်တယ်။ဒီလိုကြည့်ရင်းနဲ့ပညောင်ပင်ရဲ့ပန်းရေချမ်းစီမီကန့်တူတဲ့နှက်ကွန်းကလေးပေါ်မှာဖျောင်းနိုင်တဝက်တစ်ပြက်နဲ့မီးလေးနေတာကိုသူကတွေ့တယ်။ဒီတော့မိမကြီးကအုံသီးချမ်းနဲ့ဖိထားတဲ့မီးချစ်ကိုယူပြီးပညောင်မင်းကြီးကိုမီးပူစော်တယ်။ပြီးတော့လက်အုပ်ကလေးချီးပြီးရောင်မန်းဝဲပန်းများပွင့်နှမ်းပါစေဖျားလို့ဆုတောင်းပြီးဘန်းကိုရွက်ပြီးတော့ထွက်သွားတယ်။ ဒါနဲ့ကျွန်တော်လည်းမိမကြီးရဲ့နောက်ကနေလက်ရတော့တာပေါ့မုံကြာစီသားကိုချိုချိုပူပူလေးခဏကြာတော့ဒီစည်းတဲ့မိမကြီးသွားနေတဲ့လမ်းဟာကျွန်တော်အိမ်ပန်းတို့ပြောင်းလာနေကြတဲ့လမ်းဘက်ကိုဥတီနေတယ်ဒါနဲ့ကျွန်တော်လည်းအေးရနာကပ်ပြီးစရင်ရှင်းရတယ်အေးရန်သူ့ဖာသူသွားနေရနော် ဟုတ်တယ်ငါသိတယ်နင့်အလုပ်ကိုသာနင်လို့ ဥက္ကဋ္ဌနဲ့ရက်ကွယ်လူကြီးနှစ်ယောက်စဲအင်မှုနဲ့ယာယီမှုတို့ဖြစ်သည် သူတို့ကမိသက်ရဲဘော်ကလေးတွေအိမ်မော်ကိုပစ္စည်းတွေကိုဒေါခင်မိုးမှညွန်ကြားသည့်အတိုင်းနေရာချပေးနေသည်ကိုတွေ့ရပြီးကျွန်တော်အိုင်မန်ကတော့ခုနကစက်တိုင်းအတိုင်းပဲသူ့အပေါ်ဝက်တိရှက်အင်းကြီးကိုခါမှစီးလို့ရေတံဖူးကိုကင်ထားတယ်ခမညာကျွန်တော်တို့ရက်ွက်ကငိမ့်ငိမ့်ချမ်းချမ်းပါပဲပြဿနာရှိခဲ့ပါတယ် အခုဒီအင်ကိုရောင်းသွားတဲ့လူဆိုရင်သူ့ရောက်ကြာကတန်ရုံမှလုတာလေအခုဘယ်နိုင်ငံဆိုလားဗျအဲ့ဒီမှာတာဝန်ကြလို့ရောင်းခဲ့ရတာ။အော်ဒါနဲ့ကျမတို့နှစ်ယောက်တကောင်စင်းရင်မပြောင်းရသေးခင်အဲ့စင်းနေပဲနေကြရမှာပေါ့။ဟုတ်ပါလေခင်ဗျာ။ဒါရက်ွယ်ရုံငန်းကဒါဒီလိုလုပ်ပါလားအခုဒီလမ်းထိပ်ကညာဘက်အိမ်တအိမ်ကိုကျော်လိုက်ရင်စေအိမ်မှုကိုထွန့်ရဲ့အိမ်မှာသူရုံငန်းကိုလာရင် မယုံမှုနှွေးကိုဝင်ခေါ်ပါလိမ့်မယ်။အိုးဝင်မခေါ်ပါနဲ့အာနာဇီယာကြီးကျမပဲလာပါမယ်။ရှေ့ကို3မိနစ်လောက်ရှောက်လိုက်ရင်အိမ်ပန်းတို့လမ်းပဲလို့ကျွန်တော်စဉ်းစားနေတော့အေးရန်ရောက်လာတယ်။နတ်ငယ်နင်ခုနကအိမ်ပြောင်းလာတဲ့ထဲကအကြီးမိမရဲ့ကိုဆောင်နဲ့ညှိပြီးအဲ့ဒီအမျိုးသမီးကပစ္စည်းတွေပေးတဲ့လူတွေကိုမှုံကျွေးချင်အောင်တရားမြင့်ပေးသူကမြန်းမြန်းမြန်းဆိုတစ်ဆက်ကန်အတွင်းဟိုဟိုဒီဒီလက်ညှိုးတွေထိုးနေတဲ့ ဒေါခင်မိုးမာဆိုတဲ့မိမကြီးနာကိုရောက်သွားတယ်။နှစ်ယောက်ထိုင်ခုံကိုအလှရဘက်မှာထားလိုက်ပြီးမုံလေးရဲ့အနံဘက်မှာကတယောက်ထိုင်ခုံလေးပဲထား။ဒေါခင်မိုးမာကနဖူးမှာတီးနေတဲ့ချွေးကိုတောင်မတုံနိုင်တော့အားလောက်အောင်မောကြီးပန်းကြီးနဲ့နေရာချထားနေတယ်။ကျွန်တော်သူ့အနားကိုကတ်တော့သူ့ကိုစောင်းနှက်မှာကလေးကထွက်လာတယ်။ဘာကိစ္စလဲ။ကျွန်တော်ကဒီရွာတဲ့လမ်းကပညောင်ပင်ဆောင်ဘိုးဘိုးရုပ်ကစိုးသူ့မနာရဲ့တပည့်ပါ လာမိတ်ဆက်တာလားမိတ်ဆက်တာလည်းပါပါတယ်ပြီးတော့တရားတရားအတွက်ခမည်းဆောင်ရတဲ့သူကိုနှိုးဆော်ခြင်းလို့ပါဘာလဲကျမရဲ့လူကိုလှူခိုင်းမလို့လားစကားဆုံးတော့ကိုစောင်းနှံကလှောင်ပြုံးပြုံးပြိုင်ရင်အမေးခံလိုက်ရတာပါဟုတ်ပါတယ်ခဏနေမုံကြစေတယ်လာနိုင်မယ်အဲ့ဒါဒီကပစ္စည်းတွေအိမ်နဲ့သွင်းပေးထမ်းပေးပို့ပေးတဲ့သူတွေကိုတရားတရားလေးနဲ့ဝဲကျွေးဖို့ပါ အဲ့ဒါဆိုရင်တော့ sorry ပဲလို့ပြောပြရစီကျမလူကကြံတာအကုန်ကောင်းနေသူ့စီကငွေထွက်ဖို့လှူဖို့တန်းဖို့ဆိုဘယ်တော့မှစိတ်ကူးလေမရှိဘူးဘယ်ဘဝကပါလာတဲ့ကံကြွေးလည်းမသိပါဘူးကျမမှာအ ਨੇ ဆုံးကုသိုလ်ကဒါနကုသိုလ်ဖြစ်နေတယ်ကျွန်တော်သူ့နှလုံးအိမ်နဲ့ခဏဝင်ပြီးစူးစမ်းချင်ပါတယ်ခွင့်ပြုပါခွင့်ပြုပါတယ်ရှင်ခွင့်ပြုပါတယ် ပူဆောင်နှက်မှာကလေးခွင့်ပြုသည်နှင့်ကျွန်တော်ဒေါခင်မိုးမာရဲ့နှလုံးသားထဲကိုဝင်ပြီးတရာတရရဲ့နူးညံ့သိမ်မွေ့မှုကိုပေးပါတယ်။အဲ့ဒီအချိန်မှာမုံကြစီအော်တန်ကမကြားရသေးပါဘူး။ဒေါခင်မိုးမာဟာတစစီဖြုတ်ထားပြီးမဲ့အင်မတန်လေးလံတဲ့နှစ်ယောက်အိမ်ကလေးကြီးကိုမလာကြတဲ့မိသက်ရဲဘော်ကလေးတွေကိုကြည်ရင်သွေးမတော်သားမဆက်ပဲကိုယ့်ရက်ွက်ထဲကိုပြောင်းလာတဲ့သူကိုဒီလိုဝိုင်းကူညီကြတာမှု အာနာစိတ်ကလေးတစ်ဝက်ပေါ်လာတယ် ။ဥညီကြတဲ့သူတွေကိုတခုခုကြွရင်ကောင်းမလား။ဟိုကိုကအခုမှရောက်လာတာ။ဘသူကဘာမှန်းမသိပဲနဲ့စောစောစီစီလက်ခွာပြလိုက်ရင်တော်ကြာဘာဘူးညာဘူးနဲ့ရေရေဖြစ်ကုန်လိမ့်မယ်မသိချောင်ဆောင်တာပဲကောင်းပါလေ။အင်းဒါပေမဲ့သူတို့ကျေးဇူးကတော့ဘာပဲဖြစ်ဖြစ်ငါအပေါ်တင်းသွားပြီငါတို့သကောင်စီရင်ပြောင်းတာတို့အဲ့စီရင်ကိစ္စတွေကြံသေးတယ်ကျေးဇူးလည်းရှိထားပြီယုံသွားတော့မှ လှုပ်ပြီးပြီးတော့စေရနာရှိတဲ့လောက်အလှငွေထက်ပြီးပါဆိုရင်ရလွတ်ပလူဖြစ်သွားမယ်။အခုနေအေးဒီတယောက်တည်းပလင်းတိုက်လိုက်ပြီးသူတို့ဂျေဆုကိုစိုက်ရင်ကောင်းမလား။အိုးထားလိုက်ပါတော့သူတို့ကအပကြီးကပါဥက္ကဋ္ဌနဲ့လမ်းမှုကိုအိမ်တက်လို့တော့ဖိတ်လိုက်ရင်ပြီးတာပဲ။ကျွန်တော်တရာတရအတွေ့ဆွဲဆောင်မှုက သူ့ဗီဇပါအင်အားကိုမကျော်နိုင်ပါ။ဒါနဲ့ကျွန်တော်သူ့ကိုစောင်းနှက်ကလေးနဲ့ပြန်ညှိရပြန်ပါတယ်။ကျမမပြောဘူးလား။ သူကငွေကုန်မှုဆိုရင်တိတ်နှမျောတာရှေ့မူလရွေချက်ကဘာနဲ့ကျွန်တော်လဲမုံကြစေတဲ့ကြီးကို အကြောင်းကို တူတူနဲ့လူရင်ပြော့ပြလိုက်တော့သူနားလေတယ်။အင်းမုံကြစီနဲ့တာကူကုံဘူးအဓိကဆိုရင်တော့ရှင်ဟိုမှာလူကြီးတွေနဲ့စကားပြောနေတယ်မယူမွန်နှွေးစီကိုသာပြေးတော့သူကလိပ်ပြန်လှတယ်တနာတက်တယ်ပြီးတော့ရဲ့ရောတယ်သူကမြန်းမြန်းကျွန်တော်လှစ်ခနဲ့ထွက်လာခဲ့တယ်။အိမ်ဘက်နံမီကယူမွန်နှွေးတဲ့ ။အင်းတော့အခုသွားတာကနွေးစီကိုတော့မဟုတ်သေးပါဘူး။ဟုတ်တယ်ဗျ။ကျွန်တော်သူ့ကိုနွေးလို့ပဲခေါ်တော့မယ်။ကျွန်တော်အခုသွားတာက ANC ကိုပါ။ ANC ကိုတွေ့တော့ကျွန်တော်အကုန်ပြော့ပြရတယ်။ဒါဆိုရင်တူတူမစီပဲနင်းသွားပေါ့။အေးဟုတ်မဟုတ်ကိုတော့ငါပြီးတော့မှမေးမယ်။ငါလမ်းမှာတွေ့တဲ့သူကိုဝဲတောက်ခိုင်းပြီးအချိန်ဆွဲထားပြီးမယ်။ကျွန်တော်အေးရန်ဘေးကနေနှွေးရဲ့နားကိုကတ်တော့နှွေးရဲ့ကိုစောင်းနှက်ကကျွန်တော်ကို ပြဿနာရှာတယ်။ဘာကိစ္စနဲ့လာတာလဲ ကျွန်တော်ကိစ္စကိုအချင်းချင်းပြီးပြေလည်အောင် ပြောပြရတယ်။ကျမရဲ့လူကတနာတတ်တယ်တရားတရားကောင်းနေဆိုတာဟုတ်ပါတယ်ဒါပေမဲ့ရှင်ဟန်ကဒီနေ့မှရောက်တယ်ဒီနေ့ပဲလာဝင် လုံးနေဆိုတော့ဘယ်ကောင်းမှမလဲအဲ့ဒီလိုမဟုတ်ပါဘူးဗျာဒီကိစ္စအကောင့်ထဲပေါ်သွားရင် ခမားကမှကုသရအောင်မယ်ကျွန်တော်တို့ကဘာမှရမှာမဟုတ်ပါဘူးဒီတော့ကုညီပေးပါတစားစီဖြုတ်ထားသောသူ့ကတင်ကိုတဲနေကြသည့်ကုညီသူတွေကိုကြည့်ပြီး နွေကျေးဇူးတင်နေမိတာကလွဲလို့ဘာမှလုပ်မပေးနိုင်။သူတို့သာမကူညီရင်ဒီတူကြီးနှစ်ယောက်တော့ဒုက္ခတော်တော်များမည်ဆိုတာသိကြတာပေါ့။ခုနှစ်ထက်ရှစ်ထက်တိုက်ခန်းလူမျိုးဆိုရင်သေပြီ။အိုဘခန်းဒီဘခန်းတောင်းမှကူညီမဲ့သူမရှိဘူး။ဒါကြောင့်မို့အပြိုင်ဆိုင်ဈေးလျှော်နေကြတော့တိုက်ခန်းတွေကိုရှောင်ပြီးမြေကြီးပါတဲ့အိမ်အိမ်နီးနာချင်းရှိတဲ့အိမ်ကိုပဲဒေါ်လေးနဲ့သူအတိုက်အခံရန်ဖြစ်ပြီးမှအဆင်ပြေခဲ့တာမဟုတ်လား။ခုတော့ထိုအကျိုးကိုလက်တွေ့ခံစားနေရပြီ။ ။ဒါပေမဲ့သူတို့ပစ္စည်းတွေကိုကူသေးပေးနေတဲ့သူတွေကိုဘယ်လိုကျေးဇူးဆက်ရမလဲဟုစဉ်းစားရင်အထုပ်ပုံတွေကတိတ္တာကိုမှရန်စူးစမ်းနေသောကောင်းကလေးတစ်ယောက်ကိုတွေ့တော့နှွေချက်ချင်းအော်ရတော့တာပေါ့။မောင်လေးမောင်လေးအဲ့ဒီတိတ္တာကိုမမနဲ့အဲ့ဒါမမရဲ့ထမိန်တိတ္တာကြီးမမနဲ့မမနဲ့သို့တော့ကောင်းလေးကပြုံးပြုံးရွှင်ရွှင်ပင်ရတဲ့အမကျွန်တော်တို့မှာထမိန်ဆိုတာယုံညံ့နေဆိုတဲ့မဟာယနအယူမရှိပါဘူး။ ။ထမင်းဟာကြောက်စရာလည်းမကောင်းဘူး၊ယွံစရာလည်းမဟုတ်ဘူး။ရုပ်ဝေထုပစ္စည်းတစ်ခုလိုပဲသဘောထားတဲ့ထေရဝါဒကိုပဲယုံတာပါ။ဒါပေမဲ့ကျွန်တော်စိတ်ထဲဘလို့မှမနေဘူးအမ။ကောင်လေးကထမင်းတစ်တာကိုဆွေကနေကောက်မှသွားတာကိုတန်တော်ကြည့်နေတော့အော်ဒီကမုံကြစီသားကူချိုချိုပူပူလေးဆိုတော့အတန်ကိုနှွေးကြားလိုက်ရတော့မှဘာလုပ်ရမယ်ဆိုတာကိုရတိပြတ်ကိုစဉ်းစားပြစ်လိုက်တယ် မုံကြစီတယ်လာပါအောင်မြို့မွန်ွေးကမုံကြစီနဲ့တာကူကိုအကုန်ယူလိုက်ပြီးမိမကြီးတောင်းတဲ့8500ကိုဈေးမစစ်တဲ့အပြင်ပြန်အန်းစရာ900မရှိလို့8000လုံးပေးလိုက်တယ်အမှန်ကဒီမုံွေးကိုတနေကုန်ရအောင်မှရတဲ့ငွေက9000ကျော်ကျော်ပါဒါကိုသူက2000ပိုးတင်ပြီးတော့တောင်းတာကိုတောင်းစိတ်မဆိုးပဲ900ပါအစ်စ်ပေးလိုက်သေးတယ်သူတို့ကြတော့လေငွေကပေါလိုက်တာငါလဲ ဒီနေ့ညောင်ပင်မှာဖျောင်းနိုင်ထွန့်ပြီးတောင်းနဲ့စုပြေးတာပဲ။အင်းငါတနအိခွဲမှာကုန်းနေဆိုတော့စောစောဝိုင်းထိုင်ပြီးအိမ်ကိုခါတိုင်းအချိန်ပဲပြန်မယ်။ဩဒီညောင်ရကလေးကိုတော့တိတ်ထားမှဒီညောင်ရကလေးရတာကံကောင်းတယ်။နောက်နေကြရင်ဖျောင်းနိုင်တဲ့အမွှေးတိုင်းညောင်ပင်ဆောင်ရုပ်ကစိုးကိုငါကိုပိုင်ငွေနဲ့လှူရမယ်။ကျွန်တော်ကတော့ခြံဝင်းထဲမှာလေကားတက်မှာတစ်ပင်အောက်မှာ အသီးသီးစတောင့်နေကြတဲ့ကုညီသူတွေကိုကြည့်ပြီးဝမ်းသာနေတယ်။ အီယန်ကဒေါခင်မူမာကြီးရဲ့ကိုစောင်းနဲ့မယ်ကလေးနဲ့စကားတွေပြောလို့ကျွန်တော်ကတော့ကျွန်တော်နဲ့အီယန်တို့ရဲ့အကူအညီအစီအစဉ်ကလေးအထမြောက်သွားတာကိုတွေ့ကြည့်ရင်ကျေနပ်နေမိတယ်။စောစောကိုရင်စောစောဝိုင်းသွားထိုင်မယ်တဲ့။လုံးကြပါအောင်ရတာကလေးတော့ပြောင်းတော့မှာပါပဲ။အဲ့ဒါတော့အီယန်ကိုပြောပြ။သူ့မှာအစီအစဉ်ရှိတယ်တဲ့။ကျေးဇူးတင်ပါတယ်ရှင်။ ကျမဖတ်ပြပေးခဲ့သောနတ်ငယ်အပိုင်းခုနှစ်ဒီမာရင်ပြီးဆုံးပါပြီ။ကျမနဲ့အတူအားပေးနားဆင်ခဲ့ကြသူများအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဆက်လက်ဖတ်ပြပေးမယ့်အခန်းဆက်တွေနဲ့အတူစိတ်ဝင်စားစရာကောင်းတဲ့ပညာပေးသုတရတစောင်းပါးတွေထူးခြားစမ်းကြယ်ဝိတ္ထုများကိုလည်းတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးဖို့မမေ့ကြပါနဲ့နော်။နတ်ငယ်အပိုင်းရှစ်မှာပြန်လည်ဆုံတွေ့ကြပါမယ်။ အားလုံးဘေးကင်းလုံခြုံကြမ်းမာကြပါစီကျမကနှင်းစီပါရှင်